။လက်ဖက်ထမင်းကြိုက်တဲ့သူတွေရှိလား။တပတ်ကိုရောဘယ်နှစ်လောက်စားဖြစ်ကြလဲ။အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးလက်ဖက်ထမင်းမကြာခဏအစားတတ်တဲ့သူတွေနောက်ပြီးတော့မှထမင်းစားပြီးသွားလို့ရှိရင်လက်ဖက်ကိုပုံမှန်စားလိစားထားရှိတဲ့သူတွေကဘယ်လိုချက်တွေကိုသတိထားရမလဲ။အစားရှိတဲ့အကြောင်းအရာတွေကိုတော့ဒီနေ့မှဝေမျှဆွေးနွေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့အစားတောင်းတဲ့ဟာဆိုင်ရထူပြူဒေါက်တာရရင်ဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်တို့လက်ဖက်ဓမင်းကတော်တော်များများကြိုက်နှစ်သက်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။အဲကျွန်တော်တို့လက်ဖက်ဓမင်းလေးနဲ့ကြဲဦးလေးနဲ့စားမယ်။အဲဒါမှမဟုတ်ဆိုလို့ရှင်လေဓမင်းစားပြီးသွားလို့ရှင်ဒီလက်ဖက်လေးစားတယ်ရင်းနှွေးကြမ်းလေးတောက်တယ်။အဲဒါမျိုးလေးတွေလှုပ်လေလှုပ်ထရှိကြပါတယ်။အဲ့တော့ဒီလိုမျိုးလှုပ်တဲ့အခါမှာသတိထားမှာတစ်ခုကဘာလဲဆိုလို့ရှင် ဒီလက်ဖက်ထဲမှာပါဝင်တဲ့ဓာတ်တမျိုးကကျွန်တော်တို့ဒီစားလိုက်တဲ့စားတောက်ထဲမှာပါလာတဲ့ဒီတန်တက်တွေကိုခန္ဓာကွာနေမဆုပ်ယူအောင်တားဆီးနိုင်တာဖြစ်ပါတယ်။အဲ့အတွက်ကြောင့်ကိုကတန်တက်အားနေတဲ့သူ၊သွေးရနေတဲ့သူနောက်ပြီးတော့မှကိုယ်ဆောင်မိခင်ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီချက်တွေကိုသတိထားဖို့အကြံပြုချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာလည်းတန်တက်ချုပ်တဲ့ပြီးတော့မှသွေးရနေယောဂဖြစ်ပေါ်နေတော့လည်းယနေ့ထိတိုင်အောင်မှမြင့်တက်နေစေဖြစ်ပါတယ်။အဲ့တော့ကျွန်တော်လက်ဖက်မကောင်းလို့ပြောတာတော့မဟုတ်ပါဘူး။လက်ဖက်မှာလည်းကျန်းမာရေးကောင်းကျိုးတွေသွားနေသူရှိ တာဖြစ်ပါတယ်အဲ့တော့ကိုကလက်ဖက်ကြိုက်တဲ့သူလက်ဖက်ကိုလည်းမကြာခဏစားဖြစ်နေတဲ့သူဆိုလို့ရှင်တော့ထမင်းစားပြီးနှစ်နာရီလောက်ကြာမှပဲလက်ဖက်လေးကိုစားဖို့တော့အကြံပြုချင်ပါတယ်နောက်တစ်ခုကကြတော့ကိုကတန်တက်အားနေတယ်သွေးရနေတဲ့သူဆိုလို့ရှင်တော့ထမင်းစားပြီးသွားလို့ရှင်ဗိုက်တာမင်စီကျော်ရတဲ့အသေးနံလေးတွေစားပေးခြင်းအပြင်တန်တက်ဆုပ်ယူမှုကိုပုံမူပြီးတော့မှအားကောင်းစေမှာဖြစ်ပါတယ်အခုကြည့်ရှုနေတဲ့သူတွေထဲမှာလည်းလက်ဖက်ထမင်းကိုကြိုက်တယ်မကြာခဏလည်းစားဖြစ်နေတယ်ထမင်းစားပြီးသွားလို့ရှင်လည်းလက်ဖက်လေးကိုပုံမှန်စားနေဆိုလို့ရှင်တော့တတိထားဖို့အကြံပြုချင်ပါတယ်အဲ့တော့ဒီ ေ့ကျွန်တော်ဝင်မြသွားတဲ့အကြောင်းအလေးကမိမိနဲ့မိချစ်ခင်တွေအတွက်အကျိုးရှိမယ်ဆိုရင်ပြန်လည်ပြီးတော့မှမျှဝေပြီးဥတက်ကိုလည်းတိုက်တွန်းချင်ပါတယ်မမေ့ပါနဲ့တင်ကိုရိုင်းကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစေရုပ်ကိုပါကျမ်းမာချမ်းသာကြပါစေလို့စတောင်းပေးလိုက်ပါခင်ဗျာ